ီးရီးယားဂျော်ဒန်အီရတ်နဲ့ဆော်ဒီအာရေဗျာလေးနိုင်ငံပူးပေါင်းတပ်များကို ထိုးဖောက်ရင်းဒမတ်စကတ်မြို့သို့ချီရန်အစ္စရေးတို့သည်ဇွဲမလျှော်ဘဲတဲကြီးမဲကြီးတိုက်နေကြသည်စီးရီးယားတို့ကအစ္စရေးစစ်ဦးတန်သွားစေရန်အမြောက်များဖြင့်အနာရန်ပစ်ခတ်နေသည်အစ္စရေးတို့ကလည်းဒမတ်စကတ်စီသို့တာဝေးပြင်အမြောက်ကြီးများဖြင့်ဒရဇက်ပစ်ခတ်နေသည် လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော် isre ပြောသမျာစစ်အတွင်းသို့ဂျော်ဒန်နိုင်ငံဝင်ရောက်လာမည်အရေးအတွက် isre တို့သည်ဂျော်ဒန်နှင့်နယ်စပ်တစ်ချောက်တွင် ကြီးမားစွာသောဂျိုးတင်ပြင်ဆင်မှုများကိုပြုလုပ်လျက်ရှိသည်ဂျော်ဒန်ဘက်သို့ကူးရာဂျော်ဒန်မြစ်ကူးတံတားများကို ဖွင့်လှစ်ထားလျက်ပင်ရှိသည်သို့တော်လည်း ဂျော်ဒန်နိုင်ငံကမူအစ္စရေးနိုင်ငံဘက်မှဝင်လာသူများကိုနောက်ဆုံးတွင်မိမိတို့အောင်ပွဲမုတ်ချခံရသည်မိမိတို့အခြေအနေအလွန်ကောင်းမွန်လာပြီဖြစ်ရာဘူဝင်တော့ကရောက်စရာအကြောင်းတစ်ခုမှမရှိတော့မိမိတို့သည်အီဂျစ်နှင့်ဆီးရီးယားဘောမာသာအောင်ပွဲခံခြင်းမဟုတ်အာရန်နိုင်ငံအလုံးနှင့်၎င်းတို့ကိုစစ်လက်နက်ပစ္စည်းများထောက်ပံ့နေသောဆိုဗီယက်နိုင်ငံကိုပါအောင်ပွဲခံလိုက်ခြင်းဖြစ်သည်စသဖြင့်ယနေ့ကျင်းပသောသတင်းစာကွန်ဖရင့်၌ပြောသည် စောစောပိုင်းကမိမိတို့သည် အလွန်ခက်ခဲပင်ပန်းစွာစစ်ကိုရင်ဆိုင်ခဲ့ကြရသည်ယခုအခါတွင်အချင်းအနီရရတို့သည်ကောင်းမွန်လာပြီဖြစ်သည်မိမိတို့နောက်ဆုံးအောင်မွေးခံရသည်အထိစီရင်နေပတ်သက်သောပစ္စည်းပစ္စည်းအားအကုန်လုံးသည်အလုံးလောက်ရှိသည်ဂျော်ဒန်ဘရင်ဟူစိန်ကဆီးရီးယားနှင့်ပေါင်းပြီးမိမိတို့ကိုတိုက်ရန်ဆုံးဖြတ်လိုက်ခြင်းအတွက်ဝန်နေသည်စစ်ပွဲသည်မြန်မြန်ပြီးဆုံးသွားမည်လားချက်ချင်းပြီးဆုံးသွားမည်လားကိုမိမိမပြောနိုင် အလားတူပင်အမေရိကန်ကမိမိတို့ကိုစစ်လက်နက်ပစ္စည်းများပေးသည်မပေးသည်ကြီးမြပေးသည်မြည်သည်အမျိုးအစားပေးသည်ကိုမိမိတို့မဖြေဆိုနိုင်ပါစစ်ပွဲပြီးဆုံးသွားသောအခါတွင် ထိုအချက်များကိုဖြေဆိုပါမည်စသဖြင့်ဝင်ကြီးချုပ်ဂိုဒါမီယာက ပြောကြားသွားသည်စီးရီးယားနှင့်ဖြစ်ပွားနေသည့်စစ်ပွဲသည်မကြာမီပြီးဆုံးသွားမည်ဟုမိမိတို့မျှော်လင့်ကြောင်းထိုစစ်ကြီးပြီးဆုံးသည့်အထိလည်းဤခြင်းများအံ့အားတင်သွားလောက်အောင် အခြေအနေများပြောင်းလဲသွားမည်ဖြစ်ကြောင်း မိမိတို့ပထမဆုံးလုပ်ရမည့်အလုပ်မှာစီးရီးယားစစ်တပ်ကိုချေမှုန်းပစ်မည်ဖြစ်ကြောင်းထို့သို့သောအချင်းနေမျိုးကို ရောက်ရံမှာလဲမဝေးကွာတော့ကြောင်းဖြင့်အစ္စရေးစစ်ဘက်မှလေလာသူများကယနေ့ပြောဆိုကြသည်အီဂျစ်နှင့်စီးရီးယားစစ်မျက်နှာနှစ်ခုအနက်အီဂျစ်စစ်မျက်နှာနှင့်ရင်ဆိုင်ရမည့်တိုက်ပွဲသည်ပိုမိုခက်ခဲမည်ဖြစ်ကြောင်းအဘယ်ကြောင့်ဆိုသောမိမိတို့သည်ဘားလက်ခန်းစစ်ကြောင်းကြီးကိုပြန်လည်တိဆောက်ရမည်ဖြစ်သောကြောင့်ဖြစ်ကြောင်းအစ္စရေးစစ်ဘက်ကပြောဆိုသည် ဣသရေပါလီမန်လက်ရာအုပ်စုခေါင်းဆောင် မီနာဟင်ဘီဂင်ကဣသရေအစိုးရသည်မိမိကစတင်တိုက်ခိုက်သင့်မာလီယန်နေမတိုက်ပဲအာရတ်တို့၏တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်ဟုစွဆွဲကအစိုးရကိုရှုံချသွားသည်၎င်းကဆက်လက်ပြောဆိုသည်မှာအီဂျစ်တို့အားစူအတ်တူးမြောင်းကိုဖျက်ကျော်ခွင့်ပေးလိုက်ခြင်းသည် ခွင့်မလွန်နိုင်သောအချက်ဖြစ်သည်ထို့သောဖျက်ကျော်ခွင့်ပေးလိုက်ကြသောကြောင့်ဣသရေစစ်သားများမကြဆုံးသင်ပဲကြဆုံးကြရသည် အစိုးရသည်ခန်းစစ်ကြောင်းများကိုကောင်းစွာပြင်ဆင်ဖြည့်ထားခြင်းမရှိစသဖြင့်ပြင်းထန်စွာဝေဖန်သွားသည်ကမ္ဘာနိုင်ငံအသီးသီး၏ကြရက်များအစ္စရေးဂျိုးကျော်သူများကိုစန့်ကျင်တိုက်ခိုက်နေသည့်အာရပ်နိုင်ငံများအားထောက်ခံကြောင်းဖော်ပြထားသည့်ဂျာမန်ဒီမိုကရက်တစ်နိုင်ငံ၏ပြညာချက်ကိုဆိုင်းယားတန်မကြီးကအီဂျစ်အစိုးရအားယနေ့ပေးအပ်သည်ဆူအဒူးမြောင်းကိုပြန်လဲဖွင့်လှစ်ရေးအတွက်အီဂျစ်နဲ့ရုရှားတို့ဆွေးနွေးညှိနှိုင်းနေကြကြောင်း လန်ဒန်ရောက်ဆိုဗီယက်သတင်းစာစီယာကပြောသည်အမေရိကန်စစ်လင်းရင်းမြန်းများကအစ္စရေးနှင့်ပူးပေါင်းပြီးတိုက်ခိုက်နေကြောင်းအမေရိကန်ဖင်တန်လင်းရင်းတစ်စင်းကိုပစ်ချလိုက်ကြောင်းဖြင့်အာရတ်တို့ကြီးညာနေခြင်းသည်လုံးဝမဟုတ်မမှန်ကြောင်းဖြင့်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူမက်ကလော့စကီကယနေ့ပြောသည်အမေရိကန်မျိုးသားပေါင်းများစွာတို့သည်အစ္စရေးဘက်ကအပျော်တမ်းဝင်တိုက်ရန်စမ်းနာပြင်းပြနေကြသည်သို့တော်လည်းအစိုးရကလည်း၎င်းတို့ကိုအာမပေးဘဲထိန်းချုပ်နေရသည် ဂျော်ဒန်ကစစ်တပ်များကိုပို့ပြီးစစ်ထဲဝင်လာခြင်းအတွက်စိတ်မကောင်းဖြစ်ရသည်ဟု၎င်းကပင်ဆက်လက်ပြောဆိုသွားသည်ရုရှားတို့က၎င်းတို့၏လက်နက်သည်ဖြစ်သောဒုံးရင်ကြီးများကိုတင်ကားပေါ်မှပြစ်ခတ်ဖြိုခွင်းနိုင်သည့်လက်နက်ကိုစမ်းသပ်သည့်နယ်မြေသည့်အရှိအလေပိုင်းဒေသစစ်မြေပြင်ဖြစ်နေပါပြီဟုအနောက်နိုင်ငံများရှိစစ်ရေးပါရဂူများကပြောဆိုကြသည်ယခုစစ်ပွဲသည်ရုရှားတို့၏စစ်ပွဲဖြစ်ကြောင်းဖြင့်အချို့ပါရဂူများကပြောဆိုကြသည် ရုရှားတို့သည်1969ခုနှစ်စပွဲတုန်းကလက်နက်စမ်းများကိုဟုတ်ဒီပတ်ဒီစမ်းသက်ခွင့်မရလိုက်ကြယခုစပွဲမှာသူတို့တီထွင်ထားသည့်လက်နက်များကိုစမ်းသက်ခွင့်ရနေကြသည်မြေပြင်မှာဝေဟင်ပစ်ဒုံးရင်များဖြစ်သောစမ်းဒုံးရင်များကိုမြင်းများထိရောက်မှုရှိမရှိစမ်းသက်နေကြသည်စမ်းစင်နှင့်စမ်း7ဒုံးရင်များသည် အလွန်အစွမ်းထက်ကြသည် အလွန်နှိမ်ရှိုင်းစွာပြန်တန်းလီရှိသောအစ္စရေးလီယင်များကိုပင်ထိအောင်ပစ်ခတ်နိုင်ကြသည် Miss 21နှင့်ပြင်းသစ်လုံ Myrash တိုက်လင်းရင်ပြန်များသည့် American Fintan တိုက်လင်းရင်ပြန်များကိုမမိနိုင်ကြပါသို့တော်လည်းလင်းရင်ပြစ် Samson နှင့်အခြားဒုံးရင်များ၏အန္တရာယ်ကိုရှောင်နိုင်ရန်အလွန်ခက်ခဲနေသည်တင်ကားဖြတ်သော Sam 7ဒုံးရင်များကိုတင်ကားမှပြစ်ခတ်ဖြတ်စည်းနိုင်သည်ဒုံးဖြတ်ဒုံးများမှထိရောက်စွာအောင်မြင်နေကြောင်းဖြင့်အကဲခတ်သူစစ်ပါရဂူများကပြောဆိုကြသည်လီဗျာနိုင်ငံကအသုံးပြုနေသောပြင်းထန်လုံ Myrash တိုက်လင်းရင်များအတွက် အပူပစ္စည်းများကိုပြင်းထန်အစိုးရကတိတိသားသားကြီးချော့ချနေကြောင်းလေပြားနိုင်ငံကဗိုင်းရပ်စ်တိုက်လေရင်130ခန့်ကိုပြင်းထန်နိုင်ငံသို့မှားကြားထားရာယခုစစ်ပစ်နေသည့်အချိန်တွင် ပေးပို့ရန်အချိန်ကျရောက်နေတော်လဲပေးပို့ခြင်းလုံးဝမရှိကြောင်းဖြင့်သိရသည်ပါရှန်ပင်လေခွေရှိရင်းနှံတထင်းနိုင်ငံများသို့စစ်ကားလအတော်တွင်ပြည်တီရှာအစိုးရကတင်ကားငယ်စားများတင်ထားသည့်သင်္ဘောများဆေးလွတ်နေကြောင်းဖြင့် ဗြိတိရှာပါလီမန်တွင် အမတ်များက အစိုးရကိုဆွဆွဲကြသည်လက်တလောဖြစ်ပွားနေသောစစ်ပွဲတွင်မိမိတို့သည်မြည်သည့်ဘက်ကမှမပါဝင်မိမိတို့၏နေမင်းများကိုလည်းမြည်သည့်နိုင်ငံ၏စစ်ရေးအသုံးချခွင့်ကိုမှဘေးအမြင်မဟုတ်ကြောင်းဂရိနိုင်ငံရဲ့ဝင်ကြီးကယနေ့ကြေညာသည်အမေရိကန်အမတ်6ရေးတပ်မတော်ကိုဂရိစိတ်ကမ်းများအား30ခွင့်ပြုထားသည်ဟုဆွဆွဲကြခြင်းနှင့်ပတ်သက်၍လည်းညင်းဆိုသည် အချိန်ထဲမှာမင်းအမေရိကန်မှဆက်လက်နဲ့ပစ္စည်းများကိုဂရိနိုင်ငံမှတဆင့်အစ္စရေးနိုင်ငံသို့ပေးပို့မှုကိုဂရိဝင်ကြီးချုပ်ကလက်မခံဆိုသောသတင်းများသည်မမှန်ကန်ကြောင်းဖြင့်အမေရိကန်ကငြင်းဆိုပြန်သည်အရှေ့လယ်ပိုင်းစစ်ပြီးဆုံးရေးအတွက်ပအဝင်ပတ်သက်နေသည့်နိုင်ငံများနှင့်ကုလသမဂ္ဂဥလိုက်သဲလိုက်ဆောင်ရွက်စေလိုကြောင်းဖြင့်ဩစတြေးလျနိုင်ငံဝင်ကြီးချုပ်ကယနေ့ပန်ကြားသည်အမေရိကန်နှင့်ရုရှားတို့သည်လည်း၎င်းတို့၏မဟာမိတ်နိုင်ငံများကိုအကူအညီပေးနေကြတော့လေ သူတို့ချင်းထိတ်တိုက်တွန်းမြေအေးခင်းမျိုးကမူရှောင်းတိန်လျက်ရှိကြသည်ဟုညူယောင်မှပြန်ရောက်လာသော စင်ကာပူနိုင်ငံသား၏ဝန်ကြီးကယနေ့ပြောသည်ရုရှားနိုင်ငံ၏စစ်အင်အား8300အနက်20ရာခိုင်နှုန်းတို့သည်ပြည်ပခုနှစ်နိုင်ငံ၏စစ်စခန်း69ခုတွင်တာဝန်ယူနေကြကြောင်းပြည်ပနိုင်ငံများတွင်ဩဇာကြီးစိုးရိမ်နှင့်ဒူးကျော်စစ်စင်နယ်ရေးများကိုပြုလုပ်နေကြောင်းဖြင့်တရုတ်ဂျပန်ချစ်ကြည်၏အသင်းဒူးဥက္ကဋ္ဌချန်စင်ရှန်းက ဒီကင်းမျိုးတွင်ဂျပန်ဧည့်သည်များကို တွစ်ဆုံဧည့်ခရင်မိတ်ကြားသွားသည်1983အောက်တိုဘာ14ရက်နေ့ကနေအီဂျစ်စစ်မျက်နှာယနေ့နက်နက်6နာရီထိုးပြီးဒီမှစပြီးအီဂျစ်တပ်များကပြင်းထန်သောအထွေထွေထိုးစစ်ကြီးကိုစတင်ဆင်နွှဲသည်ဇီနိုင်းသေးကန္နာယစစ်မျက်နှာတွင် တင်ကားတက်ခြင်းတိုက်ပွဲများအပြင်းထန်ဆုံးဖြစ်ပွားသည်အရှိတူတိုးရန်အာသွန်တိုက်နေသည့်အီဂျစ်တပ်များကို အစ္စရေးတို့ကပိတ်ဆို့ထားနိုင်ကြောင်း အီဂျစ်တို့ဘက်မှမိုင်းရက်လေရင်မြန်များပါဝင်တိုက်ခိုက်လာသည်ကိုတွေ့ရကြောင်းမိမိတို့ကနှစ်စင်းကိုပစ်ချလိုက်နိုင်ကြောင်းဖြင့်အစ္စရေးကကြေညာသည်အီဂျစ်တင်ကားပေါင်း30ကျော်ကိုလည်းဖျက်ဆီးပစ်လိုက်သည်လီဗျာနိုင်ငံမှပေးပို့သည့်လေးတပ်သည်အီဂျစ်ဘက်သို့ရောက်ရှိပြီးဖြစ်ရာယနေ့မှစ၍လီဗျာလေတပ်မှမိုင်းရက်လေရင်မြန်များနှင့်ဝင်းရောက်တိုက်ခိုက်ကြခြင်းဖြစ်သည်အီဂျစ်တို့အပြောအရစီနိုင်းသဲကန်နိုင်အတွင်း၌အင်အားကောင်းသောထိုးစီကြီးတစ်ခုကိုမိမိတို့က ယနေ့နက်6နာရီမှစပြီးစင်နွဲရရန်သူစခန်းအများပြားကိုသိမ့်ပိုင်ရမိကြောင်းရန်သူကိုနောက်ပိုင်းသို့တွန်းပို့နေပြီးဒေမြင်အများပြားကိုသိမ့်ပိုင်ရမိနေပြီဖြစ်ကြောင်းရန်သူတင်ကားပေါင်း150နဲ့4မြန်24စင်းတို့ကိုမိမိတို့၏တင်ကား220နဲ့ဖျက်ဆီးပြင်ပြီးဖြစ်ကြောင်းမိမိတို့၏အထူးကရည်ရွယ်ချက်သည်ရန်သူတင်ကားများတန်ချက်ကတန်များကိုလုံးဝပျက်စီးသွား၏ဖြစ်ကြောင်းဖြင့်အီဂျစ်စစ်ဌာနချုပ်ကထုတ်ပြန်သောကြေညာချက်၌ဖော်ပြထားသည် အီဂျစ်တို့ကယနေ့အထွေထွေထိုးစစ်ကြီးတစ်ခုကိုအားဖြည့်ပြုလုပ်မည်ဖြစ်ကြောင်းနှင့်ယမနေ့ကတည်းကခံမှန်းမိကြောင်းဖြင့်ဇီနိုင်းစစ်မျက်နှာစစ်စင်ရေးမှုဘိုးချုပ်ရှာမြူးရက်ဂွန်းနှင့်ကပြောသည်စောစောပိုင်းရက်များကတည်းကလှုပ်ရှားမှုများတက်ပြေမှုများကိုပြုလုပ်ခဲ့ကြသည်ဟုဆိုသည်ထို့တော်လည်းနယ်မြေသိမ်းရန်ကြိုးပမ်းသောရန်သူများကိုအစ္စရေးကကောင်းစွာထိန်းထားနိုင်သည်ဟုဆိုသည် စီးရီးယားစစ်မျက်နှာဒမတ်စကတ်မြို့တော်သို့ဥတီချီတက်နေသောအစ္စရေးတပ်များကို စီးရီးယားတို့ကအသေးလေးခုခံကာကွယ်နေရသည် စီးရီးယားဘက်ကဂျော်ဒန်တပ်များအီရတ်တပ်များပါဝင်တိုက်ခိုက်နေကြပြီဖြစ်သည်မိမိတွင်ရှိသောတပ်သား9000နှင့်လင်းရင်240တို့စီးရီးယားဘက်မှပါဝင်တိုက်ခိုက်စေမည်ဟုလည်းအီရတ်ကကြေညာသည်ဆော်ရီအာရေဗျာသည်စစ်ကူများကို စီးရီးယားစစ်မျက်နှာသို့ပို့လိုက်သည်ထို့ကြောင့်ယနေ့ဆင်နွှဲနေရသော တိုက်ပွဲများတွင်အစ္စရေးတို့သည်ဆီးရီးယားဂျော်ဒန်အီရတ်နှင့်ဆော်ရီအာရေဗျာ၄နိုင်ငံတပ်ပေါင်းစုများနှင့် ရင်ဆိုင်တိုက်ခတ်ရခြင်းဖြစ်သည်ထို့ကြောင့်ဒမတ်စကတ်သို့တဟုန်တို့ခြိတက်သိမ်းပိုင်ရန်ကြိုးပမ်းတော်လဲထင်းသလောက်ခရီးမပေါက်ပဲရှိနေသည်အင်အားကောင်းလာသောခုခံမှုကိုကြုံနေရသည်ညတလက်မှရရန်မိနစ်ပေါင်းများစွာတိုက်ယူနေရသည်ညနေပိုင်းရောက်သောအခါအစ္စရေးစစ်ဦးသည်ဒမတ်စကတ်မြို့တော်နှင့်22မိုင်အကွာသို့ရောက်ရှိလာသည်ထိုနေရာတွင်တာဝေးပြင်အမြောက်ကြီးများတက်ခင်းလိုက်သည်ဒမတ်စကတ်မြို့တော်ဘက်သို့ချိန်ရွယ်ကား ရန်သူစစ်စခန်းများကိုတရဆက်ပစ်ခတ်နေသည်အမွန်တောင်ငုံကိုသိမ့်ပိုင်ရန်ထိုးစစ်ဆင်းခဲ့စဉ်ကကိုတိုင်ကိုကြတိုက်ပွဲကိုဦးစီးခဲ့သည့်မိုးရှေဒိုင်းဟန်သည်ယင်းထန်စွာဒဏ်ရာရသောကြောင့်ယနေ့ထုတ်ဆီးရီးယားသတင်းစာက ဖော်ပြသည်သို့တော်လည်းဒိုင်းဟန်သည်ဆီးရီးယားစစ်မျက်နှာတွင်ယနေ့ပင်ကိုကဲလျက်ရှိသည်ဒဏ်ရာအနာရိယဖြစ်ခြင်းလုံးဝမတွေ့ရဟုဒိုင်းဟန်အနီးတွင်ရှိသည့်သတင်းတောင်များကပြောသည်အော်ဒါနဲ့စကားမဆက် ခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လဲအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုအာရပ်ပြောသမျှဆီးရီးယားနိုင်ငံကိုလေကြောင်းမှလာရောက်တိုက်ခိုက်သည့်အထဲတွင်ဗီယက်နမ်တိုက်ပွဲပြန်အမေရိကန်လေးတရဲတို့ကိုယ်တိုင်မောင်းနေသောအမေရိကန်လေးတပ်ကပါအဝင်တိုက်ခိုက်နေကြောင်းဖြင့် ဗန်နန်ရှိစီးရီးယားတန်ယုံမှပြောရေးဆိုခွင့်ရှိသူကယနေ့ပြောသည်ထိုလျင်မြန်များတွင် အစ္စရေးလီတပ်မှအမှတ်သားကိုပင် လုံးဝမတက်စင်ပဲရောင်ကြကြပင်တိုက်ခိုက်နေသည် သူတို့၏အဓိကရည်ရွယ်ချက်သည်ရေနံကျက်ဆက်ယုံများကိုဖျက်ဆီးရန်ဖြစ်သည်ထိုဂျိုးဇက်ကိုအမေရိကန်နှင့်အစ္စရေးတို့ခံကြရလိမ့်မည်ဟု၎င်းကဆက်ပြောသည်အစ္စရေးလေးတပ်လေးတရဲများကိုဖမ်းဆီးရမိထားသည့်အနက်ဂျီတီရှာဂျူးအမျိုးသားတယောက်ပါနေသည်ဟု စီရိယာကဆိုသည်ယင်းလေတရေသည်လန်နံမှထွက်ခွာလာပြီးလေးရမြောင်နေတွင်ဖန်စီခြင်းဖြစ်သည်ဟုဆိုသည်စနေနေ့ကအမေရိကန်ကင်းထောက်လေးရမြောင်နှစင်းအီဂျစ်ပြည်ပေါ်သို့ဖြတ်တန်းပြန်ကကင်းထောက်သည့်အလုံများလုတ်ကင်သွားကြောင်းဖြင့်ဖော်ပြပြီးအီဂျစ်ကအမေရိကန်ကိုယနေ့ကန့်ကွက်လိုက်သည်ဆော်ဒီအာရေဗျာဂျော်ဒန်နှင့်အီရန်နိုင်ငံများသည်စီရိယာနှင့်ပူးပေါင်းကဂိုလန်ကုန်းမြေမြင်စစ်မြန်နာတွင်တိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်းထိုနိုင်ငံအသီးသီးတို့က ထုတ်ဖော်ကြေညာသည်အစ္စရေပြောသည်များယောင်ရအရက်တွင်စစ်တပ်များရက်တံမီအပြစ်ခတ်ရက်ဆဲရမီသို့သောစီးကံချက်များကိုမိမိတို့လုံးဝလက်မခံနိုင်ကြောင်းဖြင့်မိုးရှေဒိုင်းရန်ကရေဒီယိုမှအတန်လွင်သည် အခြေအနေအလွန်ကောင်းနေကြောင်းစီးရီးယားတို့ကိုအနိုင်တိုက်ပြီးသောအခါအီဂျစ်ကိုဆက်လက်ချေမုန်းမည်ဖြစ်ကြောင်းတောင်ပိုင်းစစ်မြေနာ၌အဆုံးဖြတ်ပေးတော်မူအချိန်သည်အလွန်နီးကပ်လာပြီဖြစ်ကြောင်းရန်သူများအရှုံးနေရင်ဆိုင်ကြရမည်မှအလွန်သေးကြကြောင်း စီနိုင်သည့်အစ္စရေးနှင့်ဝေးကွာသောအရက်ဖြစ်သောကြောင့်မိမိတို့အဖို့စိတ်ချတက်ရန်နေရာကောင်းဖြစ်နေကြောင်းယခုဆိုလျင်စီးရီးယားတို့ကိုတွန်းလှန်ပစ်ပြီးုံများမကဒမတ်စကတ်မြို့တော်သို့ပင်ချီတက်လျက်ရှိပြီဖြစ်ကြောင်းထို့ကြောင့်အီဂျစ်များနေရင်ဆိုင်းရန်အချိန်လဲကောင်းစွာရရှိနေပြီဖြစ်ကြောင်းရန်သူတို့သည်မိမိတို့ကိုတိုက်ခိုက်မိသောကြောင့်အချီးနှီးဖြစ်ရသည့်အကြောင်းကို၎င်းမိမိတို့နေငိမ့်ချန်းစွာအတူနေသင့်ကြောင်းကို၎င်းသဘောပေါက်ကြတော့မည်ဖြစ်ကြောင်းဖြင့် ကာကွယ်ရေးဝန်ကြီးဘူဂျုတ်ကြီးမိုးရှေဒိုင်ယန်ကယနေ့ပြောသည်ပြင်သစ်လုံမိုင်းရက်လင်းရင်မြန်နှစင်းကိုမိမိတို့ကပြစ်ချလိုက်ပြီးဖြစ်ကြောင်းအစ္စရေးကယနေ့ကြေညာသည်ယင်းလင်းရင်များသည် လေပြားလေထက်မှလင်းရင်မြန်များဖြစ်ကြောင်းဖြင့်ပြောသည်ကမ္ဘာနိုင်ငံအသီးသီးကရက်များပြင်သစ်လုံမိုင်းရက်လင်းရင်မြန်များစီနိုင်ကျွန်းဆွယ်တိုက်ပွဲတွင်ဘောင်ဝင်တိုက်ခိုင်နေသည်ဆိုသောသတင်းနှင့်ပတ်သက်ပြီးမမမန်အကျိုးအကြောင်းဖြေရှင်းရန်ပြင်သစ်အစိုးရကလေပြားအစိုးရကိုယနေ့တောင်းဆိုလိုက်သည် Myres 3အမျိုးအစားဘုံကျဲတိုက်လင်းမြန်အစဉ်130ရောင်းချရန်ပြင်းထန်တဲ့လေပြာအစိုးရတို့1969ခုနှစ်ကသဘောတူခဲ့ကြသည်သို့တော်လည်းရင်းလင်းမြန်များကိုမိမိနိုင်ငံကာကွယ်ရေးအတွက်အသုံးပြုရမည်အစ္စရေးကိုစစ်ပြူရာတွင် လုံးဝအသုံးမပြုရဟူသောစီးကံချက်နှင့်ရောင်းချခဲ့ခြင်းဖြစ်သည်ယခုချိန်အထိအ ਨੇ ဆုံးလင်းမြန်80ကျော်ပို့ပြီးပြီဟုသိရသည်ရောက်ရာရက်တွင်အပြစ်ခတ်ရက်စဲရန်အမေရိကန်ကတောင်းဆိုရန် အသင့်ဖြစ်နေပြီဟုယနေ့သတင်းများကသိရသည်လွန်ခဲ့သည့်တလင်းလာနေ့လုံခြုံရေးကောင်စီအစည်းအဝေးတွင်နှစ်ဖက်တများအားလုံး1968ခုနှစ်အပြစ်ခတ်ရစေရင်မြင်းညောင်းသို့ပြန်ဆုတ်သွားကြရန်အမေရိကန်က တင်ပြခဲ့သည်ယခုသဘောထားပြောင်းလာခြင်းဖြစ်သည်ရချာနေတိတ်တိုက်တုံးမြင့်အခြေအနေကိုလွန်စွာသတိကြီးစွာထားပြီးစောင့်ရနေသည်ဟုအကဲခတ်သမားများက ပြောသည်ဆလတ်နှင့်ပစ္စည်းများလင်းရင်များတင်ကားများကို ဣသရေလနိုင်ငံသို့အမေရိကန်ကအတုတ်လိုက်ပို့ပေးနေသည်ဟုသိရသည်။လေးချိန်မြောက်အားတဲ့ဣသရေလစစ်ပွဲနှင့်ပတ်သက်ပြီးဆိုဗီယက်ကစောင့်ကြည့်သည့် policy ကိုကင်ဆယ်နေကြ။အနောက်အုပ်စုနှင့်ဆက်ဆံရေးမပြတ်ပြားပဲစစ်ဖြစ်နေသည့်မိတ်ဆွေနိုင်ငံများသို့စစ်လက်နက်ပစ္စည်းအကူအညီများပေးပို့နိုင်ရေးကိုကြိုးစားနေကြောင်းဖြင့်အကဲခတ်သမားများကပြောကြသည်။အရှေ့အလယ်ပိုင်းဒေသတွင်စစ်လဲမရှိငြိမ်းချမ်းရေးလည်းမရှိသည့်အခြေအနေမျိုးဖြစ်အောင်အင်အားကြီးနိုင်ငံများကပြုလုပ်နေကြောင်း ထို့ကြောင့်အားရအမျိုးသားများအနေဖြင့်ယခုဖြစ်နေသောစစ်ပွဲကိုဇုံခမ်းတိုင်အောင်ပွဲခံနိုင်သည့်အထိဆက်လက်တိုက်ခိုက်ကြရန်တိုက်တွန်းကြောင်းယခုကိစ္စတွင်ရုရှားနှင့်အမေရိကန်တို့တာဝန်ရှိကြောင်းသူတို့နှစ်ဦးသည်ဒင်းမာမှုမဖြစ်ပွားရေးအတွက်အလိမ်မာသုံးနေကြကြောင်းဖြင့်ပြည်သူတရုတ်ပြည်ပြည်သူနေစဉ်သတင်းစာခေါင်းကြီးပိုင်းကယနေ့ရေးသည်1983အောက်တိုဘာ15တလင်းလာနေ့အီဂျစ်စစ်မျက်နှာ ဘုံမူပြင်းထန်သောအထွေထွေထိုးစစ်ကြီးကိုဆင်နွှဲရင်းဖြင့်ဒသမမြောင်နှင့်စစ်ပွဲကိုအီဂျစ်ကပင်စတင်၍ဖွင့်လှစ်လိုက်သည်မိမိတို့ဘက်ကထိုးစစ်ရှိန်ကုန်မြင့်တင်ခြင်းဖြင့်စီးရီးယားစစ်မျက်နှာတွင် အကျက်တွေ့နေသောစီးရီးယားစစ်တပ်များတပ်သားများရစေမည်လည်းဖြစ်သည်လူမြောင်အရှိတ်ကန်းတွင်အီဂျစ်တို့ကခန့်တပ်များကိုအခိုင်အမာပြုလုပ်ပြီးဖြစ်သည်နောက်ပိုင်းအားဖြင့်တပ်များကိုရန်သူကဝင်းရောက်တိုက်ခိုက်မှုအချိန်လဲရောသွားပြီဖြစ်သောကြောင့်စစ်ကူများ လက်နက်ဖြည့်ခြင်းများကိုအလွယ်တကူပြုလုပ်နိုင်လျက်ရှိသည်စီနိုင်းတွင်တင်ကားတိုက်ပွဲများယင်းထန်စွာဖြစ်ပွားနေ၌အစ္စရေးတပ်ကဒူးမြောင်းခွေ rich garbage ရှိအီဂျစ်တို့၏ရေဒတ်စခန်းကိုတွားရောက်တိုက်ခိုက်သည်အီဂျစ်ရေဒတ်မှသင်္ဘောပေါင်း25ဆင်းကိုဖျက်ဆီးနှစ်မြုပ်ပစ်လိုက်နိုင်သည်ဟုဆိုသည်စစ်ဆဖြစ်ပြီးကလေးကအကြီးဆုံးသောရေချောင်းတိုက်ပွဲဖြစ်ပြီးအပြက်စီးအများဆုံးသောတိုက်ပွဲလည်းဖြစ်သည်ထိုဒေသရှိအီဂျစ်ရေနံပိုက်များကိုလည်း ဖောက်ခွဲဖြက်စီးလိုက်သည်မိဟုံဟုံတောက်နေသော သင်္ဘောများရင်းနံပိုက်များကိုမိုင်းမောင်းများစွာမှလှမ်းမြင်နေရသည်ထိုတိုက်ပွဲ၌အဖြတ်ခံရသောသင်္ဘောများစုတို့သည်စစ်သားနှင့်စစ်လက်နက်ပစ္စည်းများရိတ်ခါများကိုအရှိတ်ဘက်ကန်းသို့ပို့ပေးနေသောသင်္ဘောများဖြင့်ဖြစ်သည်ဟုဆိုသည်ဤတဲ့ပင်လည်းကမ်းရိုးတန်းမှရှိနေသောအစ္စရေးစစ်ကြောင်းများ၏နောက်ပိုင်းသို့အီဂျစ်စစ်တပ်များကပို့ပေးနေသည်ယဟန်ရင်များဖြင့်ပို့ပေးခြင်းဖြစ်သည် ို့တော်လဲအရေးအတွက်မြင်းများကိုပို့ပေးနေခြင်းဖြစ်ကြောင်းမသိရချေသို့တော်လဲထိုးတက်များကိုရန်သူ၏နောက်ကြောဘတ်တွင်တတ်မဆွဲစေပဲကြောပိုင်းမှာတိုက်ခိုက်ပြီးရဟန်းရင်များပြင်မဲမိမိတို့စခန်းများသို့ပြန်သေးခဲ့သည်ဟုဆိုသည်ယနေ့အထိရန်သူတင်ကားပေါင်း150နှင့်လင်းအမြန်ပေါင်း194စင်းတို့ကိုအီဂျစ်တို့ကပြစ်ချပြီးပြီဟုကြေညာသည်စီးရီးယားစစ်မျက်နှာစီးရီးယားဂျော်ဒန်အီရန်နှင့်ဆော်ဒီအာရေဗျာ၄နိုင်ငံပူးပေါင်းတပ်များကို ထိုးဖောက်ရင်း ဒမတ်စကတ်မြို့သို့ချီရန်အစ္စရေးတို့သည်ဇွဲမလျှော်ဘဲတဲကြီးမဲကြီးတိုက်နေကြသည်ဇီးရီးယားတို့ကအစ္စရေးစစ်ဦးတန်သွားစေရန်အမြောက်များဖြင့်အနာရန်ပစ်ခတ်နေသည် အစ္စရေးတို့ကလည်းဒမတ်စကတ်စီသို့တာဝေးပြင်အမြောက်ကြီးများဖြင့်ဒရက်ဆက်ပစ်ခတ်နေသည်ရေပြင်တိုက်ပွဲများမှာတင်ကားတိုက်ပွဲသာလျှင်အများဆုံးပြင်းပြင်းထန်ထန်ဖြစ်နေသည်အထူးသဖြင့်ဒမတ်စကတ်သို့ချီရန်လမ်းကြောင်းကိုထိမ့်သိမ်းနိုင်ရန်အတွက်ရှိသမျှအင်အားများသွန်သုံးကြီးဖိတိုက်နေသည် အလားတူပင်ပြင်းထန်သောတိုက်ပွဲများဂိုလန်ဂုံးမြင့်မြင့်မြောက်ပိုင်းတွင်လည်းဖြစ်ပွားသည်ဒမတ်စကတ်သို့ချီရန်ထိုးနေသောအစ္စရေးစစ်အုပ်မှယမနေ့များလောက်မမြန်တော့ဘဲအချိန်လျော့သွားသည်သို့တော်လည်းယခုအချိန်တိုင်အောင်အစ္စရေးတို့ဖို့ခံစစ်မဖြစ်သေးဘဲတိုက်စစ်ဘဝမှသာရှိနေသေးသည်ဆီးရီးယား၏အကြီးအမားဆုံးစိတ်ကမ်းမြူများဖြစ်သော လာတာကာနှင့်တာတက်စ်မျိုးနှမျိုးကိုအစ္စရေးလေယာဉ်များကသွားတိုက်သည်ဘုံကျဲခြင်းဆက်တနံများဖြင့်ပစ်ချင်းများပြုလုပ်သည် အပြည့်အစည်းများပြားသည်ဟုဆိုသည်စီးရီးယားတို့ကအစ္စရေးလေရင်များသည်စစ်နှင့်မပတ်သက်သော အရက်သူအရက်သားများပေါ်သို့ဘုံကျဲခြင်းဆက်သနှင့်ဖြင့်ပြစ်ချင်းများပြုလုပ်သည်ဟုဆွဆွဲသည် အာရက်ပြောသည်များမိမိတို့တပ်များကအစ္စရေးတပ်များကိုဖနှောက်နှင့်တင်မတသားရဲကြအောင် ပြေးလွှားစေလျက်ရှိပြီးဖြစ်ကြောင်းဖြင့်စီးရီးယားသမရဟာဖတ်အာဆက်ကယနေ့ညတိုင်းပြည်သို့အတန်လွှင့်ရာတွင်ထဲသွင်းပြောသည် သို့တော်လည်းမြည်သည့်နေရာတွင်ပြင်းလွှာစေသည့်ဆိုခြင်းကိုမူဖော်ပြခြင်းမရှိချေဂျော်ဒန်နှင့်ဆော်ဒီအာရေဗျာစစ်တပ်များသည် တိုက်ပွဲတွင်မိမိတို့နှင့်လက်တွဲတိုက်ခိုက်ခြင်းမရှိသေးကြောင်းအ мян ဆုံးလက်တွဲတိုက်ခိုက်လာကြမည်ဟုမျှော်လင့်ကြောင်းယခုစစ်ပွဲသည်အာရတ်တစ်မျိုးသားလုံးအာရတ်နိုင်ငံအားလုံးနှင့်ဆိုင်းသောစစ်ဖြစ်ကြောင်းဖြင့်ထည့်သွင်းပြောဆိုသည်လာမည့်ရက်အနည်းငယ်အတွင်း၌စီးရီးယားတို့သည်ခင်မီသောလက်နက်အသစ်စမ်းများဖြင့်ရန်သူကိုတွန်းလှန်ကား ခံစစ်ဘဝမှာထိုးစစ်ဘဝသို့ကူးပြောင်းလာတော့မည်ဖြစ်ကြောင်းဖြင့်သက်ဆိုင်ရာကပြောသည်အစ္စရေးစစ်တုံးပန်း30ခုသတင်းစာဆရာများနှင့်ဒမတ်စကတ်မြို့တွင်ယနေ့တည်ဆုံတွင်ပြီးသည်ထိုတုံးပန်းများအားလုံးကိုယနေ့ပင်ဖမ်းဆီးမိခြင်းဖြစ်သည်ဟုအာဏာပိုင်များကပြောသည်သတင်းစာဆရာများနှင့်တုံးပန်းများစကားပြောဆို ခွင့်ကိုမှုမပေးကြည်ဂျေရုဆလင်ရှိအစ္စရေးတို့၏လက်နက်ရုံများကိုပါလက်စတိုင်းပြောက်ကြားများကဒုံးမြန်ဖြင့်ပစ်ပြီးဖျက်ဆီးလိုက်သည်ဟုယနေ့ကြေညာသည် စက်တင်ဘာ28ရက်နေ့ကပါလက်စတိုင်းပြောက်ကြားတို့သည်ဩစတြေးလျရှိဆိုဗီယက်နိုင်ငံမှဂျူးများဝင်းပေါက်ကိုတိုက်ခိုက်ကြသည်၎င်းတို့ကိုလေပြားနိုင်ငံမှဖမ်းဆီးထားသည်ယခုခါတွင် အစ္စရေးနှင့်ဖြစ်နေသည့်စစ်နိုင်ဘာဝင်တိုက်ခိုက်နိုင်ရန်လေပြားအစိုးရကပျောက်ကြားနေရကိုလွတ်ပေးလိုက်သည်ဟုကြေညာသည်ယူဂန်ဒါခေါင်းဆောင်အစ်ဒီအာမင်ဤတတ်တီရှိသော ရက်တီချက်ကိုလေးစားဂုဏ်ပြုပါကြောင်းဖြင့်လေပြားသမရဂရာဖီးကယနေ့ကျင်းနှံဖြင့်အကြောင်းကြားသည် ယူဂန်တမနာဘိုးချုပ်ကြီးအစ်ဒီအာမင်သည်လက်ရှိအခြေအနေများကိုဘယင်ဟူစိန်နှင့်ဆွေးနွေးရန်ယနေ့ဂျော်ဒန်သို့ရောက်ချီလာသည်ဂျော်ဒန်သို့မလာမီကဆော်ဒီအာရေဗျာနိုင်ငံသို့သွားရောက်ခဲ့သေးသည်ဟုသိရသည် မော်စကိုရှိအယ်ဂျီးရီးယားသံမကြီးရီဒါမာလတီသူ့နိုင်ငံသို့ရေးကြီးတုပ်ပြပြန်သွားသည်အီရန်နိုင်ငံက၎င်း၏အရန်တက်များစူးစီးရန်အမိန့်ထုတ်လိုက်ကြောင်းယနေ့ကြေညာသည် အာရန်နိုင်ငံများကိုနှောက်ရှက်မည်နေတိုးဖွဲ့ဝင်အမေရိကန်လေးရင်မြန်များ၏လှုပ်ရှားမှုကိုလက်မခံရန်ဂရိတူရကီနှင့်စပိန်နိုင်ငံသံအမတ်ကြီးများအားအီဂျစ်အစိုးရကခေါ်ပြောသည်အာရန်နိုင်ငံအသီးသီးတို့သည်၎င်းတို့၏ကာကွယ်ရေးအသုံးစရိတ်များထဲမှ15ရာခိုင်နှုန်းစီကိုအီဂျစ်နှင့်ဆီးရီးယားနိုင်ငံများအားပေးရန်အာရဗ်စီးပွားရေးညီညွတ်ရေးကောင်စီကအာရန်နိုင်ငံများအားလို့ရှိဘရင်များနှင့် နိုင်ငံအကြီးအကဲတို့အားယနေ့ပန်ကြားလိုက်သည် ဆက်လက်၍၎င်းတို့တွင်ရှိသမျှနိုင်ငံညာသုံးဝေဆယ်ရာခိုင်နှုန်းစီကိုအီဂျစ်နှင့်ဆီးရီးယားဗဟိုဘဏ်များတွင်ထည့်ပေးပါရန်ပန်ကြားသည်ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ